ူတင်ဖုံးခွဲထားတဲ့တိတိမုံသားနှစ်ဦးနဲ့နောက်တမဲ့ရုရှားသမ္မတဟာသူတို့နှစ်ဦးတည်းကတဦးဖြစ်လာနိုင်မင်္ဂလာပါပကံနေနေမဲ့ channel ကနေပြန်လဲကျူစုပါတယ်ဗလာဒီမာပူတင်မှာလေဝဲချက်တစ်ခုရှိပြီးအဒီတော်ချက်ကမော်စကိုနဲ့စိန့်ပီတာစဘတ်ကြားကဗန်တိုင်ရေကန်ဘတ်ချမ်းမှာရှိတဲ့သူရဲ့ကိုပိုင်အင်ချမ်းမီပေါ်မှာပါအဲ့ဒီမှာကိုပိုင်ရထားဘူဒါယုံအဆောက်အုံကြီးတွေနဲ့လေချောင်းရံကောက်ခွေးစနစ်တွေပြင်ကစားခွေးနဲ့ဂိုခတ်ခွေးတွေပါပါဝင်ပါတယ်ဘူဒီမှာအသက်၄၀ဝန်းကျင်တမင်းနှစ်ယောက်ရှိပေမဲ့သူဟာဇနီးနဲ့ကွာရှင်းပြီးကတည်းကတခြားမျိုးသမီးနဲ့လူသိရှင်ကြမတွေ့ဘူးပါဘူး ို့မှနောက်တဲ့ကလေးရှိတယ်ဆိုရင်မတ်တန်းတွေလည်းမရှိတာကြောင့်ဒီကစားကွင်းကဘာကိုဆူလို့ရလဲမိကုန်နေထွက်ပေါ်လာပါတယ်။ဒီတိနောက်တချို့ကပူဒီမာတိတိပုံသားနှစ်ယောက်ရှိနေတယ်လို့လေစုံစမ်းဖော်ထုတ်ခဲ့ကြပြီးသူတို့ကလျှို့ဝဲအေဂျင့်တွေလိုနာမည်အမျိုးမျိုးနဲ့စာရွက်စာတမ်းတွေထုတ်ပြီးလျှို့ဝဲစွာနေထိုင်ကြပါတယ်။ပူဒီရဲ့အင်ချန်မီများနဲ့မိသားစုဝင်များပူဒီယာရုရှားတပွဲမှာအင်ချန်မီတွေများစွာပိုင်ပြီး Novo Okorivo လို့ခေါ်တဲ့မော်စကိုစင်ကြေဘုံကမော်စကိုစင်ကြေဘုံကခြံဝန်းတစ်ခုကိုတော့သူ့ရဲ့အလို့တဘောအာယုံစူးစရာနေရာဖြစ်နေယူဆကြပါတယ်။ဒီနေရာမှာတော့သူ့ရဲ့သမီးတွေဖြစ်တဲ့ ကက်ထရီနာနဲ့မရီယာတို့နေထိုင်ဖို့စီစဉ်ထားပါတယ်။ကောလာဟာလာတွေကတော့ဇနီးဟောင်းလူတမီလာအတွက်အငိမ့်စားယူရဲနေအိမ်တစ်လုံးလည်းရှိတယ်လို့လည်းသိရပါတယ်။အဲဒီနောက်ပူတင်ဟာသူ့ရဲ့တန်ချက်ကရထားနဲ့လျှို့ဝှက်ထားတဲ့မိသားစုအသက်စီကိုခရီးထွက်ခဲ့ပါတယ်။ပူတင်ရဲ့တိတိမုံသားနှစ်ယောက်နဲ့ပတ်သက်ပြီးတရင်နောက်တစ်ယောက်ကလေးနှစ်ကြာအသေးစိတ်စုံစမ်းခဲ့လို့သာသိခဲ့ရတာဖြစ်ပြီးတော့အခုချိန်မှာတော့အဲ့ဒီတရင်တော့ဟာအသက် NDA ပိုးစိုးရင်နေရတယ်လို့လည်းသိရပါတယ်။သူ့ရဲ့နာမည်ကလီလာဆက်ချီဖင်စကီပါ။ ဒေါ်စီယာစင်တာရဲ့တရင်တော်တို့အဖြစ်ပြီးပူတင်ရဲ့သားတွေကြောင့်စုံစမ်းစာအုပ်ကိုရေးခဲ့ပါတယ်ဒီဗီဒီယိုရဲ့အချက်အလက်တွေကသူ့ရဲ့သူတည်တနာတွေပါကျွန်တော်ရုရှားစစ်ပွဲမစခင်မှာ၃နှစ်ခွဲလောက်ကထွက်လာပြီးရုရှားမှာနိုင်ငံခြားအေဂျင့်ဖြစ်တဲ့တတ်မှတ်ခံခဲ့ရပါတယ်ရုရှားရဲ့နိုင်ငံခြားအေဂျင့်ဥပဒေအရတရင်တော်တွေကိုဖိနှိပ်တဲ့ကရိယာပါဝေဖန်သူတွေကိုဒီတိစိတ်ကပ်ပြီးဘဝကိုနေထိုင်ရခံအောင်လုပ်ပါတယ် Reporter Watak Bulldogs ရဲ့အဆိုအရရုရှားဟာကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်အညွန့်ကိမှာအလွန်နှိမ့်ကျတဲ့အစ်စ်မှာရည်တည်နေပြီးတရင်တော်များစွာထောင်ချခံရတာအသက်ခံရတာရှိကြောင်းပြောပြခဲ့ပါတယ် တိတ်တိတ်ပုံသားလေးနှစ်ဦးရဲ့မိခင်ဖြစ်နေသောအလီနာကာပီဖာလီလာဟာလေးနှစ်ကြာစုံစမ်းစစ်ဆေးမှုတစ်ခုကိုစတင်ခဲ့ပြီးအလီနာနဲ့စတင်ခဲ့ပါတယ်။သူမဟာရုရှားရဲ့အိုလံပစ်ရွှေတိစိတ်ဆုရှင်နာမည်ကျော်ဂျွန်ဘာအားကစားမယ်တူပါ။ဒါနောက်ချိန်ခုနှစ်မှာရုရှားသတင်းစာတစ်စောင်ကပိုတီယန်စနီးနဲ့ခွဲပြီးကပီဖာနဲ့လက်ထပ်ဖို့စီစဉ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ပူတင်ကပြင်းပြင်းထန်ထန်ညှင်းဆိုပြီးခရမလင်ရဲ့လေမြန်ပြီးတော့ပြင်းထန်တဲ့တုံ့ပြန်မှုကြောင့်ပဲအဲ့ဒီတဲ့င်းစာကိုပိတ်ပစ်ခံခဲ့ရပါတယ်။တဲ့င်းစာကိုတရက်နှစ်ရက်တွင်ပိတ်ပစ်ခဲ့တာပါ။ပူတီဒီတဲ့င်းကိုမှတ်ချက်ပြီးတာဒါပထမဆုံးနဲ့နောက်ဆုံးပါပဲ ဒါပထမဆုံးနဲ့နောက်ဆုံးပါပဲ။ဒါတော့73ခုနှစ်မှာပူတင်နဲ့လူဒမီလာတို့လူသိရှင်ကြွားကွာရှင်းပြီးတဲ့နောက်မှာကပီဗာဟာပူတင်ရဲ့ပါတီအတွက်ပါလီမန်အမတ်ဖြစ်လာတာ။ရုရှားရဲ့အကြီးဆုံးမီဒီယာလုပ်ငန်းစု NGM ရဲ့ဥက္ကဋ္ဌဥက္ကဋ္ဌဖြစ်လာပါတယ်။လာလီယာရဲ့အဆိုအရသူမနဲ့ပူတင်ရဲ့ဆက်ဆံရေးဟာလူသိရှင်ကြားလျှို့ဝှက်ချက်ဖြစ်လာခဲ့တာကြားပါပြီ။အလီနာနဲ့ပူတင်တို့ဒူဒူတွဲနေကြတာကရိုးရိုးရှင်းရှင်းအားလုံးသိနေတဲ့ကိစ္စပါ။ဒါပေမဲ့လည်းတိတ်တိတ်ပုံလေးတွေအကြောင်းကိုဘယ်သူမှမသိခဲ့ကြပါဘူး။2015ခုနှစ်နဲ့2022ခုနှစ်တွေမှာဆွစ်ဇာလန်သတင်းစာတွေကအလီနာဟာဆွစ်ဇာလန်နိုင်ငံ ဒူကန်တို့မျိုးကကိုပိုင်စေကန်းတခုမှကလေးမွေးဖောက်ခဲ့ကြောင်းဖော်ထုတ်ခဲ့ပါတယ်။လီလာကဒီအချက်ကိုအခြေခံပြီးစုံစမ်းမှုကိုစတင်ခဲ့ပါတယ်။သူကရုရှားလေကြောင်းလိုင်းနဲ့လေယာဉ်မတန်းတွေကိုစစ်ဆေးရမှာ။ဂဗီဖာရဲ့ရုရှားသားဖွားမီးရဲ့အထူးကုဆရာဝန်နတ်တာလီတို့ဟာ2014 2015 2018 2019ခုနှစ်တွေမှာရုရှားနဲ့ဆွေဇလန်ကြားအချင်းချင်းအတူတကွခီးသွွားခဲ့တယ်လို့လည်းတွေးရှိခဲ့ပါတယ်။အလီနာဟာကလေးနှစ်ယောက်ကိုလေးနေချပြီးမွေးဖွားခဲ့တယ်လို့ယူဆပါတယ်။ဒါပေမဲ့ရုရှားကောင်းဆောင်ရဲ့သားတွေဟာဖုံးကွယ်ထားတာတရေလူများလား။ဖုံးကွယ်ထားသောတရေများလူမျိုး ရုရှား database မှတ်တမ်းဒီမှာဘာယာဇဝင်မှမကြမ်းခဲ့ပါဘူးလီလာဟာတနေ့ခွဲလောက်စုံစမ်းခဲ့ပြီပဲလေ2023ခုနှစ်နွေရာသီထိဘာမှမရခဲ့ပါဘူးဒါပေမဲ့လည်းမထင်မှန်ဖဲနဲ့ဗလာဒီမီယာပူတင်အတွက်အလုပ်လုပ်တဲ့ကုမ္ပဏီတစ်ခုရဲ့ဗန်နာရေးစာရွက်စာတမ်းတွေကိုရခဲ့ပါတယ်အဲ့ဒီကုမ္ပဏီတွေဟာစောက်လေလုပ်ငန်းတွေအလုပ်သမားတွေနဲ့လုံခြုံရေးဝန်ထမ်းတွေကိုပေးချေမှုတွေလုပ်ဆောင်ပေးပြီးဒီအသုံးစရိတ်တချို့ကမတင်ကားပေါ်ရာဖြစ်နေပါတယ် လီလာဟာပူတင်ရဲ့လေရင်မှုတွေရေရင်မှုထမ်းတွေဇယဝင်တွေနဲ့ခွေးလေးကျင့်ပေးသူတွေနဲ့ပတ်သက်တဲ့ဝေဘေးချင်းမှုတွေကိုရှာတွေ့ခဲ့ပြီးရာနဲ့ချီတဲ့လူတွေကိုလှစာပေးထားတာတွေ့ရပါတယ်။သူဆက်သွယ်မေးမြန်းရမှာတော့ဝန်ထမ်းတို့ကစကားပြောဖို့စံနှားရှိပါတယ်။ဒီအတွင်းလူဟာပူတင်ရဲ့ကိုပိုင်အင်ချင်မင်တို့ခုမှဒိုက်ရိုက်လွတ်လွတ်ပြီးမိသားစုနဲ့နေဆက်သူက ။တရင်ရင်မြစ်တွေကိုရခဲ့တာပါ။သူ့ရဲ့တရင်ရင်မြစ်ကကစားခွင့်ရှိတာကိုအတီးပြုပေးခဲ့ပေမယ့်အဲ့ဒါကပူတင်ရဲ့မြေတွေအတွက်စောက်ထားတာလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒါအထက်မကပါဘူး။အဲ့ဒီတရင်ရင်မြစ်ကကလေးနှစ်ယောက်အဲ့ဒီခြံဝတ်မှာနေထိုင်နေကြကိုပါအတီးပြုပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နာမည်တွေက Ivan နဲ့ Vladimir Putin Jr. ဖြစ်ပါတယ်။နောက်ဆုံးမှာတော့တရင်ချိုးရခဲ့ပါပြီ။ဒီလိုပဲသားတရားတကယ်ရှိပါတယ်။လီလာမာတဲဘော်နေရှိပေမဲ့လည်းမထုတ်ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Ivan ဟာအသက်70နှစ်ရှိပြီး Vladimir Jr. ကတော့6နှစ်ပါ။မျော်လင့်ထားတဲ့အတိုင်းပါပဲ။သူတို့ဟာ ဂါဒီရေကန်စမ်းအိမ်မှာနေထိုင်နေကြပါတယ်၄နိုင်ကြာခီးသွားပြီးတဲ့နောက်မှာပူတင်ရဲ့တန်ချက်ကရတဟာလူရှင်းနဲ့ဘူတောင်တို့ခုမှဆက်ရောက်လာပြီးရဟရဲ့တစင်းကစောင့်နေပါတယ်အဲဒီကနေသူ့သားတွေကိုဖုံးကွယ်ထားတဲ့ခြေဝင်းစီကိုခဏလေးပြန်တန်းယုံပါပဲဗလာဒီရေကန်ဟာ16ကီလိုမီတာကျယ်ဝန်းပြီးအနီးနားမှာ Eve Sky ဖုန်ကြီးကျောင်းရှိပါတယ်အဲဒီဖုန်ကြီးကျောင်းပြီးမှပဲလေကျောင်းရံကာခွေဒုံးညစနစ်ကိုတွေ့ရပါတယ်ဒီစနစ်တွေကနေရာထဲမှာရှိနေပြီးခြံဝင်းတစ်ခုလုံးကိုကာယံထားပါလေလမ်းတွေအဆောင်တွေနဲ့ဇင်ခဲအင်ကြီးတွေကရေကန်ရဲ့အရှိတ်ဘက်ကမ်းတစ်လျှောက်3ကီလိုမီတာကျော်တိရှည်လျားစွာတည်ရှိနေပါတယ် လီလာ၏တရင်ရေးမရပူတင်ဟာခရမလင်နန်းတော်ထက်ဒီနေရာမှာချင်းပိုပေးနေပြီးဒီအချက်ကိုတခြားအတီးပြုတဲ့အဆက်အသွယ်တစ်ခုကပါထပ်မံအတီးပြုပေးခဲ့ပါတယ်ဒီနေရာဟာပူတင်ရဲ့အစိုးရရုံးဆိုင်ရာတရားမဝင်နေရာသေးဖြစ်နေပါတယ်ဒီကြောင့်ဝင်းထဲကိုဝင်လာတဲ့လမ်းကတလန်းနဲ့သာရှိပြီးကြီးမားတဲ့ဂိဝါနဲ့ကားပါကေကိုဥတီနေပါတယ်ကားပါကေနေရာမှာတရားမှ80လောက်ပြည့်နေတာကို Google Map မှာတွေ့လိုက်ပါ Google Map မှာတွေ့ရပါတယ်အဲ့ဒီမှာပူတင်နဲ့သူ့မိသားစုကိုကာကွယ်ပေးနေတဲ့လုံခြုံရေးအဆောက်အအုံတွေအများကြီးရှိပါတယ်အလီနာနဲ့ပူတင်အတွက်လှုပ်လှုပ်ပေးတဲ့ ကိုရဲကိုတွေအစားတော့တန်ရှင်အတွက်တောင်းဝင်ယူရတဲ့သူတွေလေတွေအတွက်တောင်းဝင်ယူသူတွေဇယားတွေနဲ့အိမ်ဖော်တွေစသဖြင့်ရာနဲ့ကြီးတဲ့ဝန်ထမ်းတွေရှိပါတယ်ဝန်ထမ်းများစွာဒီ area မှာလှုပ်လှုပ်ကြတာပါလီလာရဲ့တရင်ရဲမရမိသားစုနဲ့နီးကပ်စွာဆက်ဆံသူမှန်တမ်းများဟာဒီနေ့မှာတော့နှစ်ဘက်ကနေသုံးဘက်ထိတီးတန့်ခွဲပြီးနေရပါတယ်ပူတရကဲယောဂါကာလာတွေမှာဒီစနစ်ကိုစတင်ခဲ့ပြီးသူ့ရဲ့ကာကွယ်သူ့ရဲ့ကိုရဲလုံခြုံရေးအတွက်အလွန်ဂရုစိုက်သူဖြစ်လို့အခုချိန်ထိစက်ထားပုံရပါတယ်သားများရဲ့အထူးကြံသောဘဝလီလာရဲ့ယုံကြည်ချက်အရအီဗန်နဲ့ဗလာဒီမီယာပူတင်ဂျူနီယာတို့ဟာဒီအမှာနေထိုင်နေကြပါတယ် သူတို့ကအရင်ကတမရဆိုင်အိမ်လို့ခေါ်တဲ့ဒီအဆောင်ကနေမကြသေးခင်ကမှရောက်ရှိလာတာပါ even if vladimir junior တို့ရဲ့ဘဝကထူးဆန်းပြီးတော့ထိကျန်နေပါတယ်သူတို့ကတနေ့ကုန်ထိန်းချောင်းသူများကိုပိုင်ကျူရှင်ဆရာများနဲ့တက်တော်ဆောင်တွေဝန်းရံနေပြီးအင်္ဂလိပ်နိုင်ငံရှန်ရှာဖွေရေးစိုက်တွေကနေခေါ်ယူထားတာကိုလီလာနဲ့တွေ့ခဲ့ပါတယ်သူတို့စိတ်ကြိုက် goal kick စီးနိုင်ပြီး immediate လိမ့်ဆန်တွေအများကြီးရှိပါတယ်ဝန်ထမ်းတွေကိုသူတို့စိတ်ပျော်ရှင်အောင်အမြဲထားဖို့လည်းညွှန်ကြားထားပါတယ်သူတို့လှုပ်လို့မရတာကတော့ပြင်ထွက်ခွင့်မရှိတာပါသူတို့အရွယ်တူတခြားကလေးတွေနဲ့လုံးဝနေပါအဆက်အသွယ်မရှိဘဲနဲ့လူကြီးတွေနဲ့ပဲအချိန်ကုန်ကြရပါတယ် မိဘတွေကတော့မမေ့ရသလောက်ရှားပါတယ်တခါတလေမှာအီဗန်ကသူ့အဖေနဲ့ဒီအဆောင်တွေမှာဟော်ကီကစားပါတယ်ပြန်ပတ်ဒီကတော့ပူတင်ရဲ့တက်တော်ဆောင်တွေဖြစ်ပြီးအနိုင်ပေးရပါတယ်။ဒီချောင်းဝင်းထဲမှာကိုပိုင်ကောက်ကွင်းစားသောက်ဆိုင်ရုပ်ရှင်ရုံးဘောလင်ကွင်းနဲ့ကိုပိုင်ကာစီနိုလည်းရှိပါတယ်။ဝန်ခံချက်တွေကိုတော့ဒီကိုပိုင်ဖရားကျောင်းမှာလက်ခံတာဖြစ်ပြီးစိန့်ဖလာဒီမီယာဖရားကျောင်းလို့လည်းအတိတ်ပဲရတဲ့ဖလာဒီမီယာစကိုင်ယထော့ဖ်လို့လည်းခေါ်ဆိုတယ်လို့သိရပါတယ်။ပူတင်ရဲ့ကြွယ်ဝမှုလီလာရဲ့သူတွေသနာအရမိသားစုရာနွေရာသီတွေကိုဖင်လန်နိုင်ငံနယ်စပ်အနီးကဒီဇိုင်းထုတ်လုပ်ထားတဲ့ဒီဇိုင်းထုတ်လုပ်ထားတဲ့ဖလာအင်ဂျီနဲ့ ဒေါ်လာတန်းတရာတန်းဖရီးဆိုင်ရေးရေးမှာကုန်ဆုံးနေရှိပါတယ်။ရုရှားလူမျိုးတန်းပေါင်းများစွာစင်ရဲမွေးတည်နေခြင်းမှာပူတင်ရဲ့အထွေးလူတွေကတော့အလုံးမင်းစိန်ခံနေကြပါတယ်။ပူတင်ရဲ့တရားဝင်လာစားကတနေ့ကိုဒေါ်လာ3သိန်း1000ကျော်သာရှိခဲ့ပေမဲ့လေသူ့ရဲ့ကြွေးဝမှုဟာကျင်းပြအုပ်ချုပ်ရေးကနေလာတာပါ။ဒူနေတာနဲ့အိမ်ချမ်းမေတချို့ဟာ Gasprom လို့နိုင်ငံပိုင်ကုမ္ပဏီတွေဒါမှမဟုတ်တစ္ဆာကန်တထေးကြီးတွေရဲ့အမီးပေါင်းနဲ့မှတ်ပုံတင်ထားတာဖြစ်ပါတယ်။သူ့ရဲ့သားတွေရဲ့စင်ခံနေထိုင်မှုအတွက်ကိုပူတင်ကဒေါ်လာတန်းပေါင်းများစွာသုံးစွဲနေခဲ့ပါတယ်။ သူဟာကြောင်ရုံစိတ်များနေတဲ့ KGB အေဂျင်ဟောင်းရဲ့အမွေဆက်ခံသူတွေအတွက်ရွှေချထားသလိုလုံခြုံပြီးဇင်ခန်နဲ့လျှို့ဝှက်လောင်ရီလိုမျိုးမထားသင့်ပါဘူး။သူကအရာရာကိုလျှို့ဝှက်ထားတာမှန်ကန်တဲ့ကိစ္စလို့ယုံကြည်ပြီးရုရှားစုရဲ့မူဝါဒတွေကသူ့ရဲ့လျှို့ဝှက်ချက်အားလုံးကိုဖုံးကွယ်ထားပါတယ်။ဒါကြောင့်မလို့ဒီလျှို့ဝှက်ချက်အားလုံးကိုဖော်ထုတ်နိုင်ဖို့လိုအပ်ပါတယ်။သူအသေးချာဖန်တီးထားတဲ့နိုင်ငံကောင်းဆောင်ပုံရိပ်တွေနောက်ကမှဘာလို့ရှိလဲဆိုတာကိုလူတွေသိဖို့လိုအပ်ပါတယ်။သူဟာပြည်သူပိုင်ငွေတွေကိုသူ့ရဲ့ကိုပိုင်စင်ကန်ပစ္စည်းတွေအတွက်ဘလို့သုံးဆွဲနေလေအများပြည်သူသိခွင့်ရှိပါတယ်ပူတင်ကရုရှားနိုင်ငံကိုအကျိုးပြုနေတာမှဟုတ်ပါဘူးရုရှားနိုင်ငံကသူ့ကိုအကျိုးပြုနေတာပါ လီလာဟာတရင်ကောင်းကြီးပိုင်းအတွက်စုံစမ်းနေရမှာမဟုတ်ပါဘူး။ဒါကြောင့်မဲကလေးတွေရဲ့တက်ပုံဒါမှမဟုတ်အလုံးမင်းတီးကြအသေးစိတ်အချက်အလက်တွေကိုဘယ်တော့မှမထုတ်ဝေခဲ့ပါဘူး။သူ့အတွက်ဒီအချက်တွေကပူတင်တကယ်ဘလို့အုတ်ချုပ်နေလဲဆိုတာကိုပြသတဲ့သင်္ကေတတွေပါ။ကျွန်တော်ယုံကြည်တာတခုက तू ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်ပါ။ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအင်ပါယာတည်ဆောက်ခဲ့လို့မဟုတ်ဘဲနဲ့ကြီးမားတဲ့နိုင်ငံတကာနိုင်ငံကိုထိန်းချုပ်ထားလို့ဖြစ်ပါတယ်။သူ့ရဲ့သားတွေကကြီးမားပြီးတော့အရင်ကပြည်သူပိုင်ဖြစ်ခဲ့တဲ့ဒီဘန်နာတွေကိုအမွေဆက်ခံခွင့်ရှိပါတယ်။ ဒါပေမဲ့လည်းသူတို့ကိုခရစ်မလင်တန်းတော်ကိုစက်ခံဖို့လည်းပြင်ဆင်နေရမှာမဟုတ်ပါဘူး။သူတို့ကရန်ငယ်ပါသေးတယ်။ပူတင်က80နှစ်နှစ်ရှိပြီးတားအကြီးဆုံးကအီဗန်က10နှစ်သာရှိပါတယ်။ရုရှားမှာတမရားဖြစ်ဖို့ဆိုရင်နေဆုံး35နှစ်ရှိမှရမှာပါ။ဒါကြောင့်မဲ့သူရဲ့အသားအကြီးဆုံးဟာဒီယာဒူးအတွက်25နှစ်ထက်ဆောင်ရအောင်မှဖြစ်ပြီးဗလာဒီမီယာပူတင်ဟာ25နှစ်ကြာတဲ့တည်ရှိနေမယ်လို့ကျွန်တော်မထင်ပါဘူး။အသက်ရှင်နေအောင်မှဖြစ်ပေမဲ့လည်းယာဒူးမှတော့ရှိတော့မှာမဟုတ်ပါဘူး။တခြားစုံစမ်းထောက်လှမ်းသူများရဲ့ကံကြမ်းမှာပူတင်ရဲ့ဇေကံမှုတဲ့ဖော်ထုတ်သူဟာလေလတူးတဲ့မဟုတ်ပါဘူး။2021ခုနှစ်မှာ အလက်ဆီဟာပူတင်ရဲ့ပင်လယ်နဲ့ကမ်းခြေကလျှို့ဝှက်နန်းတော်ကိုဖော်ထုတ်တဲ့ဗီဒီယိုတစ်ခုကို YouTube မှာတင်ခဲ့ပါတယ်။ပူတင်ရဲ့ပြင်းထန်တဲ့ဝေဖန်သူတဦးဖြစ်တဲ့ Neverland ဟာ2020မှာတော့အစိတ်ကခံရပြီးတဲ့နောက်ဂျာမနီကိုပြန်တန်းကကုသမှုခံယူရပါတယ်။2021အစောပိုင်းမှာရုရှားကိုပြန်လာတဲ့အခါမှာလေးစင်းမှာဖမ်းဆီးခံခဲ့ရပါတယ်။နန်းတော်ဗီဒီယိုကိုနှစ်ရက်ကြာမှ YouTube ကိုတင်ခဲ့ပြီးတရှိသူတန်း134တန်းကျော်ရရှိခဲ့ပါတယ်။စန္ဒပြပွဲတားမြစ်ထားသောလေဗီဒီယိုဟာနေပေါင်းများစွာတင်မှာအကြီးမားဆုံးပူတင်ဆန့်ကျင်စန္ဒပြပွဲတွေကိုဖြစ်ပေါ်စေခဲ့ပြီးတော့စန္ဒပြပွဲတွေအကြမ်းဖက်နေနေခဲ့ရပါတယ်။ Neverland ဟာလေ2024ခုနှစ်မှာ Siberia အချင်းနောက်စခန်းတစ်ခုမှာကွယ်လွန်ခဲ့ပါတယ်။ဒါကြောင့်မလီလာဟာပူတင်ရဲ့လေးဝဲချက်တွေကိုတင်းပို့ခြင်းရဲ့ NDA ကိုတီးခဲ့ပါတယ်။ကျွန်တော်တို့ရောကျွန်တော်မိသားစုတို့ပါ NDA ရှိပါတယ်။တချို့ချင်းမှာကျွန်တော်ကိုလိုက်လံစုံစမ်းတာခံရနိုင်ပါတယ်။တချို့ချင်းမှာတခြားနေရာကိုပြောင်းရွှေ့ပြီးနေရာကိုမဖော်ပြဘဲနဲ့တိတိစိတ်နေထိုင်ရနိုင်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာအဆင်ပြေပါသေးတယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ကြီးစုပြေလို့ကျေးဇူးတင်ပါတယ်။